ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ပရိသတ်မကွေးတိုင်းမြိုင်မှာဒါကလည်းဒီပေါ့အချိန်လေးလက်ရှိအဖြစ်ပြောရမှာမြိုင်မှာစစ်ကြောင်းတစ်ကြောင်းကနော်ပိတ်ဆို့ခံထားရတယ်ပိတ်ဆို့ခံထားရတာကို၄ရက်လောက်ရှိပြီနော်မြိုင်မှာစစ်ကြောင်းတစ်ကြောင်းအဲ့တော့ဘယ်စစ်ကြောင်းလဲဆိုတော့ခင်ဗျားမြိုင်ကလူတွေပို့တိပါလိမ့်မယ်နော်၄ရက်လောက်ရှိပြီအဲ့ဒီစစ်ကြောင်းကို လေအဲ့စညာလေချောင်းပစ်ကူတောင်းပါတယ်လုံးဝမပေးပါဘူးမပေးတော့သူတို့ကလည်းဖောက်ထွက်ခဲ့တယ်ဖောက်ထွက်တဲ့ခါမှာတက်မလို့ဘက်ကနှစ်ယောက်ကြာတယ်အနေငယ်ချိုဒဏ်ရာရကြတယ်နော်ဒဏ်ရာရကြပြီးတော့အဲသူတို့နေသူတို့စစ်ကြောင်းနေနဲ့နောက်ထပ်ဒီ PDF ကြီးဆိုတဲ့ယူအာတစ်ခုကိုဝင်ရောက်တိုက်ခိုက်တယ်ဝင်ရောက်တိုက်ခိုက်တဲ့အခါမှာအဲ့ယူအာမှာတော့အခုလွတ်စေအဲတက်ဆွဲထားတယ်ပေါ့နော်မြိုင်ချင်းနေပေါ့အဲ့တော့အဲ့ဒီစစ်ကြောင်းအနေနဲ့ဖောက်ထွက်ဖို့လိုတယ်သူတို့ဖောက်ထွက်ဖို့အတွက်က ဒီသူတို့ကိုပိတ်ဆို့ထားတဲ့ PDF တွေကိုနှိမ်နင်းမှုအတွက်ကအရန်ကိုရေးကြည့်တယ်နှိမ်နင်းနေရမှာစစ်ကြောင်းတစ်ကြောင်းနေဖောက်ထွက်မယ်ဆိုခင်ဗျားတို့သိပါတယ်ဗျာနော်ဘယ်လိုဖောက်ထွက်မယ်ဆိုရှင်အရင်ဆုံး၄ကြောင်းပြစ်ကူနဲ့ဖောက်ထွက်မယ်ဖောက်ထွက်ပြီးသွားလို့ရှိရင်တော့အဲသူတို့ခြေကျင်တဲ့သူတို့ဖောက်ထွက်မှာဗျာနော်အဲ့တော့ဒီစစ်ကြောင်းပိတ်ဆို့ခံနေရတာကခင်ဗျားတို့ဘယ်လိုလုပ်မှာလဲအဲဒါကနံပါတ်၁ချက်ပေါ့လေနော်နံပါတ်၂ချက်နေနဲ့ခင်ဗျားတို့ view ဟာကကျွန်တော်ရေးပေးအောင်ပါလားကျွန်တော်ဆွဲပေးအောင်ပါလားလို့ကျွန်တော်ကမေးရမှာပေါ့နော် အဲ့ဒါပါလဲဆိုတော့မြန်မာတပ်မတော်မှာလေရင်နေရှိတယ်ဗျအဲ့ဒီလေရင်နေကတိုက်လေရင်ရှိတယ်နော်အတိုက်လေရင်လေဆိုတော့အမျိုးမျိုးရှိတယ်တိုက်လေရင်ကျွန်တော်တို့ဟိုအပြန်တင်လေရင်နေပေါ့အပြန်တင်လေရင်နေရှိတယ်နောက်တစ်ခုကတကယ့်အဆင့်မြင့်စူ30ရကနေစပြီးတော့ mid 29ထိနော် mid 29နေရှိတယ် ami 35နေရှိတယ်အဲ့ပြီးတော့လို့ရှိရင်နောက်ထပ်လေချောင်းနဲ့လေရင်ပြစ်ကူတွေနဲ့ပတ်သက်လာလို့ရှိမှာနော်အဲ့ဒါကအဲဝိုင်တွဲပေါ့ဝိုင်တွဲကလည်း ပုံမှန်အားဖြင့်ဆိုရင်ဒါကထောက်ပို့လေရင်ထောက်ပို့လေရင်ကအခုဆိုရင်အမ်တတော်ထွက်တယ်ပေါ့ထောက်ပို့လေရင်ကဝိုင်းတွင်းနဲ့ဒီလေချောင်းပစ်ကူတွေလှုပ်လို့ရှိရင်ကြံတဲ့ဒီလေရင်တွေထက်တဘုံကပိုလျှောက်တယ်တဘုံအကျောက်ဆုံးလေရင်ကိုပြောပါဟေ့ဆိုလို့ရှိရင်ဝိုင်းတွဲပဲဝိုင်းတွဲရဲ့အဲနောက်တစ်ခုကျွန်တော်တို့ဒီအမိုင်းတာရီဖိုက်ရဲ့နော်အဲ့ဒါကိုသူတို့အကျောက်ဆုံးပဲကြံတဲ့ဖိုက်တာဂျက်တွေကလို့အတန်လဲကျတော့ရောက်လာရင်သိတယ်နော် တော့ရှောင်လို့ရတယ်ဆိုတဲ့ပုံစံမျိုးတွေရှိတယ်ဟုတ်ကဲ့နော်အဲသူတို့အကြောက်ဆုံးကတော့ wine twin နဲ့ mi35 နော်အဲဒီထက်ပိုပြီးတော့သူတို့ဒီထက်ပိုပြီးအကြောက်ဆုံးကတော့အဲဘယ်လိုမှဆိုရှင်ကျွန်တော်တို့ parameter ပေါ့ parameter ဆိုတာတကယ်ဒီကျွန်တော်တို့အဲစက်တက်လေဒီပေါ့စက်တက်လေဒီအပြင်ကိုအခုနောက်ပိုင်းသိမ့်မကြခင်မှာလာတော့မဲ့လေအဲဘယ်လိုမှလေဒီတမျိုးလေဒီတော့ပေါ့ပေါ့နော်ပြန်တန်းနဲ့ပြန်တန်းနဲ့ vehicle ပေါ့ ပြန်သားတဲ့ကိရိယာတစ်ခုရှိလာပါပြီเนาะကျွန်တော်တို့အဲ့ဒီဟာပါဆက်လက်သုံးလာတော့မှဖြစ်တယ်အဲ့တော့ဆိုလိုချင်တာကခင်ဗျားတို့အဲ့ဒီ view ဟာတွေခင်ဗျားတို့မခင်တဲ့ကျွန်တော်ခင်မင်းမယ်လို့ကျွန်တော်ပြောရပါဘောเนาะစစ်တက်စစ်ကြောင်းသွားတယ်ထားပါတော့ဝက်လက်စစ်ကြောင်းဆိုလို့ရှိရင်လေစစ်ကြောင်းနှစ်ကြောင်းသုံးကြောင်းတခါလဲပြုတ်တိုက်ခံလိုက်ရတယ်ဟိုတနေ့ကစကိုင်းမှာတက်မ33ညွန်ပေါင်းဖွဲ့တိုက်ခိုက်ခံလိုက်ရတယ် အဲ့လိုတိုက်ခိုက်ခံနေရတာကျွန်တော်တို့ဒီတက်မလို့အစန်တက် standard army တက်မလို့ကြီးမှာအရေးချင်းနေမရှိတော့ဘူးလားဒီလောက်ထိတော့ညံ့ဖြင်းပြီလားတိုင်းရင်းသားနေပြည်တော်မှာတောတောင်ထူထပ်လို့ဟလားအဲတောတောင်ထူထပ်လို့မြေပြင်အချင်းနေထားပေါ့နော်ညာကျွန်တော်တို့ထိခိုက်နာကျင်တယ်ဆိုတော့ပြောနားလေပြီးလို့ရတာအခုလိုမျိုးမကွေးလို့စကိုင်းလို့နော်မန္တလေးတို့မှာစစ်ကြောင်းဒါမျိုးကမောက်ကမဖြစ်သွားတယ်ဆိုတာမျိုးဟာအဲ့ဒီမှာအုတ်ချုပ်နေတော့နော် ။နေရာရှိကြီးတွေဗျူဟာမူးတွေရဲ့အသုံးမချမှုလို့ပြောရင်ကျွန်တော်မှားအောင်မလားဗျာနော်။ဘာကြောင့်လဲမှားလဲပြောရမလဲဆိုလို့ရှိရင်ဟိုစစ်ကြောင်းတစ်ကြောင်းထွက်ပြီးဟေးဆိုလို့ရှိရင်တခါလဲလွတ်ပေးလိုက်ငါလက်ကလွတ်ဆိုရင်ပြုတ်ဆိုသွားလို့မရဘူးလေ။ဟုတ်တယ်မလား။ကျွန်တော်အများအားပြောရတယ်စစ်စစ်သားတယောက်တော့ကမိမိကိုမိမိယုံကြည်မှုရှိရမယ်။မိမိကိုကိုမိမိယုံကြည်ပြီးသားမိမိကြင်ထားသောလက်နက်ကိုယုံကြည်ရမယ်။ပြီးတော့လို့ရှိရင်မိမိရဲ့ရဲဘော်ရဲဘက်ကိုယုံကြည်ရမယ်။ဒီယုံကြည်မှုသုံးခုရှိရင် ဒီထက်ပိုပြီးတော့ကျွန်တော်တို့မိမိတက်မလို့ပေါ့မိမိယုံကြည်မိမိတက်မလို့ဆိုတာမျိုးဟာငါတို့တက်တစ်ခုငါတို့အဖွဲတစ်ခုဖြစ်သွားရင် နောက်အဖွဲကမကြခင်လာပူပေါင်းကူညီမယ်နော်ဆိုတော့ဒီယုံကြည်မှုရှိရမယ်ဒီယုံကြည်မှုအပြင်ကိုနောက်ထပ်ပါလို့ဆိုရှင်ငါတို့တက်တဲ့အားလုံးမှာအစ်စ်မပြေဘူးဆိုလို့ရှိရင်ငါတို့ရဲ့ဒီလေးတက်ကနေပြီးတော့လေးတက်တွေလက်နက်ကြီးတွေတက်တွေကနေပြီးတော့လာပြီးတော့ဟိုဆောင်ရက်မှာပဲဆိုဒီယုံကြည်မှုသာရှိလို့ရှိရင်စစ်တက်ထဲကစစ်သားတွေစစ်တိုက်ပျော်လိုက်မယ်ဖြစ်ချင်းဒီယုံကြည်မှုတွေကအခုပျောက်ဆုံးနေတယ်အဲ့တော့ စကိုင်းမှာစစ်ကြောင်းထွက်တယ်တခါလဲတပုံကစစ်ကြောင်းလိုက်ကြောက်အောင်လုပ်လိုက်နိုင်တယ်ဟာလားနောက်ထပ်ဒီကျွန်တော်မကွေးမန္တလေးဒီလိုပါပဲအဲ့တော့ဘာလုပ်မလဲဆိုလို့ရှိရင်အကောင်းဆုံးလှုပ်တင်တာခင်ဗျားတို့လှုပ်တင်တာကဒီစစ်ကြောင်းတွေအားလုံးကိုနော်စစ်ကြောင်းတစ်ကြောင်းကိုတစ်ကြောင်းထပ်ထားပေးရမှာဖြစ်တယ်လို့ဒီစစ်ကြောင်းတွေကိုလေကြောင်းဘက်ကပ်ပေါ့ဆိုလိုချင်တာက Y12 ကျွန်တော်တို့အခုထားပါတော့ဗျာနာမခနဲ့နော်နာမခနဲ့အခုဝက်လက်တော့ပါဆိုဘာမှဝေးတာမဟုတ်လေးရင်တကြောင်ခင်ဗျားတို့ထိုင်းရတဲ့ရန်ကုန်နဲ့ပန်ကောက်ကိုသွားရင်ဘယ်လောက်ကြာလဲ55မိနစ်အများဆုံးပဲလေးရင်လေးရင်နော်55မိနစ်အများဆုံးပဲအဲ့တော့စစ်ကြောင်းတစ်ကြောင်းကတိုက်ခံရပြီထားပါတော့ကျွန်တော်တို့ဒီဝက်လက်မှာစစ်ကြောင်းစစ်ကြောင်းကထွက်လာအတိုက်ခံသူသူနိုင်ဝက်တော့အနေအဆုံးခံတိုက်နိုင်တယ်နိုင်မပေါ့တနအီအနေအဆုံးခံတိုက်နိုင်တယ်နော်တနအီခံတိုက်တယ်တနအီခံတိုက်တယ်ဟေ့ဆိုလို့ရှိရင် တော့အဲ့ဒီမှာဝိုင်းတွဲကအနောက်ကနေလာပြီးတော့ backup လုပ်ပေးလိုက်မယ်ဟေ့ဆိုလို့ရှိရင်စစ်ကြောင်းထွက်လာရင်ဘယ်စစ်ကြောင်းကိုမှတပုံကတိုက်ရဲမှာမဟုတ်ထိရဲမှာမဟုတ်မျက်စောင်းတော်ထိုးရဲမှာမဟုတ်ဘူး။ဘာကြောင့်လဲ။မကြောက်ဒီမှာဝိုင်းတွဲရောက်လာလို့မဆိုတော့သူတို့တေးအောင်ကြောက်တယ်။နော်မကြောက်ရင်ဝိုင်းတွဲရောက်လာတော့သူတို့တေးအောင်ကြောက်တယ်။အဲ့တော့ကဲထားပါတော့ဒီမှာစစ်ကြောင်းထွက်သွားပြီ။စစ်ကြောင်းထွက်သွားပြီဆိုရင်စစ်ကြောင်းကလည်းတိထားမယ်မကြောက်ရင်ဝိုင်းတွဲရှိတယ်။အဲ့တော့ရန်သူကလာပြီးတော့ကိုယ်တက်ဖွဲ့ကိုပြစ်ပြီးဆိုတာနဲ့ဝိုင်းတွဲက အဲ့ကိုပြန်အများဆုံး나ယူဝက်ပေါ့ဗျာနော်ဝိုင်းတွေအစင်းသိရှိနေရမယ်အော်အစင်းသိရှိပြီးတော့တပုံကိုနှိမ့်လိုက်စမ်းပါနော်စကိုင်းမကွေးမန္တလေးမှာတပုံဆိုတာအယုတ်တောင်ရေးပြမဲ့ပုံစံမျိုးတွေဖြစ်အောင်လုပ်လို့ရတယ်ဒါကိုမလောက်တာလားမလောက်ချင်တာလားတမင်တကာပဲဒီအခြေအနေဖြစ်အောင်ဖန်တီးနေတာလားအဲကျွန်တော်ပြောတာတော်တော်လေးရောလက်ဝင်ပါတယ်နော်တော်တော်လေးခက်ပါတယ် ဒါရိုးရိုးရှင်းရှင်းနဲ့ကျွန်တော်စဉ်းစားတာပါနော်ဝိုင်တွဲတွေရှိပါတယ်ကိုစစ်ကြောင်းတိုက်ပြီးဟိဆိုလို့ရှိရင်ထားပါတော့အဲစစ်ကြောင်းအင်အားတရာထွက်သွားပြီဒီတိုင်းမလိုက်နဲ့ငါလက်ကလွတ်ပြုတ်ဆိုပြီးလွတ်ပေးလိုက်မှတော့သူတို့မှလည်းမိသားစုရှိတယ်ဆန္ဒကျွန်တော်ပြောယုံကြည်မှုတွေဘာမှမရှိတော့အဲ့တော့စစ်ကြောင်းကထွက်သွားတယ်ကဲတဘုံကကြီးစားဖောက်ပြီတဘုံကြီးစားဖောက်ပြီဆိုတော့အနည်းဆုံး45မိနစ်ခန့်တိုက်နိုင်တယ်နော်45မိနစ်တနာရီတော့အနည်းဆုံးခန့်တိုက်နိုင်တယ်ကြာသွားတဲ့စစ်ကြောင်းတွေဆိုလို့ရှိရင်ကျွန်တော်တို့ကြားသိရအနည်းဆုံး2နာရီအထိသူတို့ခန့်တိုက်တိုင်းခန့်တိုက်ခဲ့ကြတယ် ဲ့တော့လေးရင်ဝိုင်တွဲကအဲ့မှာစင်းစင်းပြင်ထားလေဗျာဝိုင်တွဲစင်းစင်းပြင်ထားလို့ရှိရင်ဟလာလာပြီလာပြီးတော့ကိုလူတိုက်ခိုင်းပြီဆိုတော့ကဲဟုတ်ပြီ45မိနစ်အတွင်းမှာချက်ချင်းအရောက်သွားလေအရောက်သွားရင်ဘယ်စစ်ကြောင်းများကြအောင်မလဲဘယ်စစ်ကြောင်းမှကြရတဲ့အကြောင်းမရှိဘူးမလုတ်ချင်တာပဲရှိမယ်မလုတ်တတ်တာတော့မဖြစ်နိုင်ဘူးเนาะအဲ့တော့အတတော်လေးစိုးသွားတယ်เนาะအဲ့တော့ကိုစစ်တီတွေကိုတံပိုးမထားရရောက်တယ်ဟုတ်ပြီလား ဟိုတောင်းတောင်းဝင်ယူမှုတောင်းယူခံမှုကင်းမဲ့ရာရောက်တယ်အဲ့တော့ခမားတို့ကဘယ်လိုလုပ်မှာလဲဒီတိုင်းပဲစေချောင်းတစ်ချောင်းသွားလိုက်ဟိုကတိုက်ထိုက်လိုက်အခါတည်းသူ့မိသားစုကငိုးပြီးတော့ standard army တဲ့ဗျူဟာဆွဲတဲ့ဗျူဟာမူးတွေတဲ့အသုံးမချသလိုဗျူဟာမူးကအသုံးမချတာတော့တိုင်းတာတစ်ခုထိပေါ့လေနော်အဲ့ဒီတိုင်းမူးကြီးတွေနော်ကဆတ်ထမူးတွေခမားတို့ကိုယ်တိုင်ကအသုံးမချတာဖြစ်ပါလိမ့်မယ် ငါစစ်ကြောင်းမှုငါသာစစ်ကြောင်းမှုဆိုတဲ့ကိုလူတွေကိုတည်ရင်ပို့နေတာလုံးဝလက်မခံအောင်မှန်တယ်နော်အဲ့တော့ပြည်စုံဟောနာမပေးပါတဲ့ခမာဘီဟဲတက်တော်မှာပဲဖြစ်ဖြစ် Telegram မှာဖြစ်ဖြစ်နော်ဆက်သွယ်လိုက်ပါဒီမှာလဲကျွန်တော်စီမှာစာရေးလို့ရပါနော်ဟုတ်ပြီအဲ့တော့ဒီဗီဒီယိုကတော့မှမခင်းတဲ့အရင်လဲခင်ဗျားတို့စက်သားပြီးတော့ဆက်လက်အာမီဆိုတော့လုံနေပါတော့ဗျာနော်ဝိုင်းတွဲရလဲ ခင်ဗျားတို့ဒီလောက်ထိနိုင်ငံတော် budget တွေဒီလောက်ရှိနေတာဟိုတိုက်တိုက်လင်းရင်လာလို့သူများမကြောက်ဘူးဝိုင်တွဲလာပြီကဲထားပါတော့ဗျာကိုယ်စကြောင်းတရားနဲ့ခြေထောက်သွားပါပြီဝက်လက်ဘက်မှာထောက်သွားပါပြီကဲလာပြီဟိုကကြီးစံစဖောက်ပြီဆိုရင်ကိုယ်ကလည်းခံပြသူတို့ချက်ချင်းတော့ဝင်မလာရဘူးချက်ကိုချက်၄၅မိနစ်ကောင်လုံးမှာအောက်ပါမြေပြင်းလမ်းပြောလိုက် ground ကနေပြီးတော့ ground commander နဲ့ဆရာကြီးကျွန်တော်တို့တိုက်ခံနေရပြီဟုတ်ပြီအဲ့ဆိုဝိုင်တွဲချင်းချင်းတက်တက်ပြီးအဲ့ညာဘယ်နေရာမှာဖြစ်တာလဲကျွန်တော်ဒီနေရာဒီနေရာ location ထောက်အဲ့ညာရောက်မိမိတက်ကဘာမှရှိတယ်ဟိုဘက်တက်ကဘာမှရှိတယ်ဝိုင်တွဲနဲ့ဟလာထောက်ထောက်ပြီးရင် စစ်ကူပေးမှာဒါမှမဟုတ် MI 35တွေလာပြဒဇင်းလောက်တော့အများအားထားစစ်ကြောင်းတစ်ကြောင်းသွားပေးဆိုရင် MI 35တော့လကောင်းဝိုင်တွဲတစည်းတော့လကောင်းเนาะအစင်သည့်အများအားဒီစတမ်းမိုင်ထားတာပဲအဲ့ဆိုမြန်မာတပ်မတော်ရဲ့စစ်ကြောင်းကိုဘယ်ဒီလိုမြေပြန့်ပြီးတော့ဟိုဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ဟိုကိုယ်အောက်များတယ်ပေါ့နော်ချို့တိုင်းသားနေမြေကြီးဆိုလို့ရှိရင်တော့ဒါတောင်ငုံတောင်တန်းထူထပ်တဲ့ခါကျကွေးရှိတယ်ကွေးရှိတဲ့ရှင်ဒါမမြင်အောင်မမြင်ရင်တို့အချုံကိုတိုက်နိုင်တယ်။ဒါပေမဲ့မြေပြင်ကြီးဗျာဗျန့်ကြီးကွင်းပြင်ကြီး ဘယ်သူဘာမှဘယ်သူဘာမှဆိုအပေါ်ကကြည်လာနေမြင်နေရတယ်နော်ကျွန်တော်တို့နိုင်ငံကားတွေမှာမြင်ဦးရတယ်ပြန်နော်ဟိုဘာမှဆိုအဖုံးဖွင့်ရတယ်ရှင်အဝါရောင်ကြီးအဝါရောင်အမှုန့်တွေတက်သွားအဲ့အမှုန့်တော့ဆောင်းလာရစမှာကျွန်တော်တို့ဒီမှာဟိုဘက်ကိုကျဲဟုတ်တယ်မလားဒီလောက်တော့ခင်ဗျားတို့ဟိုစည်ရေးကဘာအဆင့်30နဲ့5ဗျာဒီလောက်တော့အဆင့်ရှိအောင်မှာပေါ့ငိုလွယ်ရှိုက်ခတ်ပါလေတဲ့ဘာစက်နဲ့ပြောရလဲဒီမဲ့လက်တွေမှာတော့မပြောသေးအခွန်ခွာစွာခွာစွာအခွန်ခွာစွာရလို့လောက်မလွယ်ဘူးလေ ဟာခမားတို့လည်းတော်တော်ခတ်တဲ့အမျိုးပဲเนาะတေချာစဉ်းစားပါတေချာစဉ်းစားပါเนาะခမားတို့တကယ်စစ်တိုက်နေရသူဆိုလည်းသိပါလိမ့်မယ်เนาะជីជីဘာမှဆိုလို့ရှိရင် rifle ជីတော်ဘလောက်ထိဝေးလဲအဲ့ဒါကိုခမားတို့သိရမယ်နံပါတ်တစ်ချက်เนาะជីတမတစ်ချက်ဖောက်လိုက်ရှင်ဘလောက်ထိဝေးလဲမီတာဘလောက်ထိပြေးနိုင်လဲအဲ့ဒါကိုအရင်ဆုံးကြည့်မယ်ဟုတ်ပါเนาะနေအောင်ဆုံးစစ်တိုက်ပြီးဟေ့ဆိုလို့ရှိရင်အနီးကတော့လုံးလုံးပြစ်ထားတဲ့ဆာလို့ရှိရင်အဝေးကနေပြီးတော့ဟုတ်လားညနာနဲ့ဖမ်းပြစ်ကြပါ ြစ်ကြပြီဆိုရင်နောက်ဆုံးသင်ဆုတ်အောင်နော်စစ်တိုက်ပြီဆိုတော့အရှိကိုကျူမြင်နာအောင်ပါလဲဆိုလို့ရှိရင်အကွေတွေနော်ဒါတွေကိုကျူတင်မြင်နာအောင်စစ်ကြောင်းတစ်ကြောင်းသွားပြီဆိုတော့ကိုယ်ချုံကိုပြစ်နိုင်တဲ့နေရာတွေအားလုံးကျူတင်သိထားမယ်သိပြစ်ရှင်းအောင်ရှင်းရင်ရှင်းနေရင်ရှင်းရမယ်လို့အဲ့နော်ပြစ်ရှင်းဆိုတာသိလားအဲ့နေရာအားလုံးခွေတွေ့တွေ့တွေ့တာနဲ့လမ်းဆောနော်ရှိရမရှိရမသိချင်ဘူးအေးဒါကတနည်းနော်အေးအဲ့လိုပြောနေရှိတယ်ဒီကိုမှန်မှန်များ ဝိုင်းတွဲလာပြီးဟိတ်ဆိုလို့ရှိရင်အောက်ကောင်တွေကဖင်တောင်ကြောက်တာနော်အမိုင်35လာပြီးဆိုဖင်တောင်ကြောက်တယ်အဲဒီကျွန်တော်တို့ကျန်လာရကြတော့မလွယ်ဘူးဗျာနော်အဲ့တော့ကိုက communication ရလဲကောင်းအောင်မယ်မြေပြင် commander နဲ့ဒီအထက်နေက commander ကောင်းအောင်ပါဘူးနော်အဲ့တော့ကျန်တဲ့ဒီတိုင်းသားနယ်တွေမှာတော့ကျွန်တော်တို့ပြောရခက်တာမှန်တယ်ဒါပေမဲ့ကျွန်တော်တို့ဒီအလဲပိုင်းပေါ့ဒီတော့မြေပြန့်ကြီးပါပဲအလဲပိုင်းကျွန်တော်ခင်ဗျားတို့ရောက်ထူလာတော့မသိဘူးအလဲပိုင်းอ่ะနော်အလဲပိုင်းမှာတောင်ကုန်းမင်းမြင့်ဆိုတော့တော်တော်ရှားပါတယ် ထားပါလို့ဟုတ်ပဲပုံတော်ပုံညာလို့ပဲကတမျိုးပေါ့လေနော်အဲ့တော့ဟိုမလောက်တာပါနော်မလောက်တာပဲရှိပါလိမ့်မယ်စေကောင်းဆောင်နေကြမ်းကျင်ပါလေကောက်ရိုက်ဒါတော်မှလည်းနောက်လိုက်တပည့်ကကောက်သီးကောက်သီးနဲ့ဝတ်တုပ်ပေးရတယ်နော်အရှိဆိုရင်ထမင်းထမင်းတပတ်လောက်မစားပဲတိုက်နေရတာလေဘလို့တော်များလဲနော်ကဘာစင်35လား53ဟုတ်တယ်ပြောင်းပြန်အောင်လုပ်အောင်ဖြစ်နေနော် လေးမပိုင်မတိုက်တဲ့ standard army ပေါ့တဲ့အာလေးမပိုင်ဟုတ်တယ်လေးရတော့လိုလိုအပ်တယ်ဘာကြောင့်လဲဆိုတော့စစ်ရတာခဏစစ်ကိုသွားမဆန်းနဲ့လေနော်လေးမပိုင်မတိုက်တဲ့ဘူးဒါသိမှန်လားဘာကြောင့်လဲဆိုတော့လေးမပါပဲတိုက်ရင်အချိန်ကြာတယ်အချိန်ဆိုဥမာပြေစစ်ပွဲတစ်ပွဲအတွက်လေးမပါသူလည်းခုဘက်ကျွင်းရရင်တိုက်ပဲဒီကကိုယ်လည်းဒီဘက်ကျွင်းရရင်တိုက်မယ်ဟေ့ဆိုရှင်တရားနဲ့တရားနဲ့တတလုံးထိုင်တိုက်လည်းမပြီးဘူးဒီစစ်ပွဲကနော်အဲ့တော့လေးမပိုင်မတိုက်တတ်တာလည်းမှန်တယ် တင်းအောင်ကြည်လာကြပြီစိတ်ထားပြေကျေးဇူးတင်ပါတယ်ပြည်တွင်းစစ်လေရင်တောင်းဝင်ရှိရရှိပါတယ်အဲ့တော့အဲဒါပါကျွန်တော်စီဒီဒါလေးပြောပြတာပါနော်ဟိုရှင်းတင်ရှိထိုက်တာလေးပေါ့မြန်မာတက်မလို့လေရင်ထဲမှာ Y12 တို့ MI35 လိုမျိုးဟာအများအားစစ်ကြောင်းတစ်ကြောင်းသွားလိုက်မှာ backup လုပ်ထားပေးပါဘယ်ကနေပဲကိုစစ်ကြောင်းကဘယ်ကဘယ်ကိုသွားမယ်ဆိုတော့ကောင်းကောင်းသိတယ်ဗျာနော်စစ်ကြောင်းတစ်ကြောင်းအလကားသွားတာမဟုတ်ဥပမာပြစစ်ကြောင်းတစ်ကြောင်းဒီကိုသွားရမယ်ဟဲ့ဆိုလို့ရှိရင်သူ့မှာမြေပုံကမြန်မာတက်မလို့မှာနော်ဟိုခုခစ်က GPS kit နော်ဘယ်ကနေဘယ်ကိုသွားရမလဲသွားမဲ့လမ်းကြောင်းဘယ်နေရာဘယ်ကိုရအစားအပေါ်ကနေကြည့်လို့ရတယ်နော်ဘယ်နေကိုဘယ်နေရာရောက်ပြီဆိုတာဒါနေမြေကျွမ်းချင်မှုနဲ့ဆိုင်တယ်ဒီနေမြေရောက်ပြီဒီနေရာမှာကျုပ်လို့ရှိတယ်လမ်းရံသူကဘယ်နေရာမှာတိုက်တယ်ဘယ်ကိုဘယ်ကိုနော်အဲ့နေရာကိုလေရင်ကလည်းလေရင်ဆိုတာမျိုးကခင်ဗျားတို့လည်းအုံအောင်မြင်တယ်။ဘာကြောင့်သူတို့မှာ GPS system တွေအကုန်လုံးပါတယ်နော် target ကြည့်တဲ့ system တွေပါတယ်။အဲ့တော့ထောက်ထားမယ်ဟာလေမလုတ်ဘူးမလုတ်တဲ့ခါကျတော့စစ်ကြောင်းလိုက်ပြုတ်တယ်စစ်ကြောင်းလိုက်ပြုတ်တော့မိသားစုတွေငိုရတယ် ။တမင်တကာကိုပဲခင်ဗျားတို့လုံနေတာပါနော်။ဟိုတော်တော်လေးစိုးပါလား။အန်တချုပ်ကရရောလုံးနဲ့မှန်တယ်မှန်တယ်မှန်တယ်နော်။တက်ကနီးပြူဟာတွေတဲ့အရန်ခင်းနောက်ကြနေပြီတဲ့ဒုတိယကဘာစစ်ကနီးတယ်။ကိုမောင်ကြီးနဲ့မဆိုင်တဲ့လူတို့တော့မသိဘူး။မဆိုင်တဲ့လူတို့တော့ဘယ်ခေါမဆိုတော့တေးစရာအကြောင်းမရှိဘူးလေနော်။ဘာကြောင့်လဲ။စစ်ဖြစ်တဲ့နေရာမှာတော့ဒါဖြစ်တတ်မှာပဲ။အဲ့တော့ဘာလုပ်ရမလဲ။ အဲသဘုံနေခြုံကိုတိုက်တယ်ခြုံကိုတိုက်အင်အားကြီးအင်အားဘလောက်လဲအင်အားအင်အားဖြောင်းတာဖြောက်တော့ဖြောက်တော့နဲ့၁၀ရောက်လောက်နဲ့ရတော့ဘာမှသွားစရာမလိုဘူးနော်အင်အားယာနဲ့ထောင်နဲ့ချီပြီးကိုတကိုစစ်ကြောင်းပိတ်တိုက်နေပြီဆိုရင်ကြရမယ်လေအဲ့ဆိုဘာလောက်အောင်လဲတိုက်လေရင်မသွားနဲ့တိုက်လေရင်သွားလို့သူများမကြောက်ဘူးမကြောက်ကြောက်တဲ့လေရင်နဲ့သွားရမယ်ဟိုရင်ဒါမျိုးလုပ်ခဲ့တာပဲရဲစခန်းကိုလာတိုက်တယ်အတိုက်တဲ့အခါမှာဘာမှမလာဘူးတခါလဲဒီဟယ်လီကော်ပတာတစ်စီးပြန်လာလိုက်တယ်ဟိုကောင်ကအုံပြေးကုန်လားဟိုရင်ကဆက်ဆက်ဖြစ်အောင်ဒါမျိုးလုပ်ခဲ့တယ်နော် အဲ့ဒီတိုင်းမှာလာတိုက်တယ်တိုက်တဲ့ခါမှာတခါလေလင်းတက်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 ပြန်လာနှုတ်ကလည်းဘယ်ပြောက်လို့ပြောက်မှမသိတော့အကုန်လုံးခွေးပြေးဝက်ပြေးပြေးလာဒါစကန်းဆောင်ရှောက်တဲ့နေရာမှာအခုတော့ဒါတွေကိုမလုပ်တော့ဘူးဘာကြောင့်မလုပ်တယ်မရှိတာလားမနိုင်တာလားတမင်တကာပဲဖြက်စီးနေရလားတော့ကျွန်တော်မသိတော့ဘူးပြောနော်လာဆမ်းမင်းနဲ့ကြောင်မြင်မြင်ဦးဆောင်မိတိုက်ပြာတကယ်တိုက်ချင်တာပေါ့ဗျာခင်ဗျားတို့ပြောရပါလေတာဝီမှုတာဝန်ခံမှုတော့တိုက်မှာเนาะအကဲဒါကျွန်တော်တို့အခွင့်အရေးပေးမယ်ဆိုရင်เนาะ ဆိုလိုချင်တာကငါဘလောက်တော်တယ်ငါဘလောက်တက်တယ်ဆိုတာပါဇက်ကမှပြောတယ်ငါလောက်ပြငါလောက်ပြလို့မအောင်မြင်ဘူးဆိုရင်ငါတောင်းရင်မရှိရဘာလို့အဲ့ဆိုရင်နေရာကဆင်းပြရမယ်စစ်တိုင်းမှုတွေဒီတိုင်းဒီနယ်မျိုးကိုငါဘယ်နှခင်းဘယ်နှနှစ်ဘယ်နှလားဘယ်နှလားနဲ့ဘလို့ခေါ်မလဲဆိုရန်သူကိုနှိမ့်နေမေးမနှိမ့်နေဘူးဆိုအဲ့ရအဲ့ကောင်ရာတို့ကဖြုတ်အဲ့ပုဂ္ဂိုလ်ရာတို့ကဖြုတ်နော်ထို့တူဥမင်းအွန်လိုင်းကျွန်တော်ဘလို့ခေါ်မလဲဆိုရှင်ဒီဥစ္စာကြီးပြီးအောင်လို့ဒါမျိုးမရဘူးတဘူတက်တဘူကျဆိုတဲ့အဆင့်ပဲရှိရမယ် ုတ်ပြီကျုပ်တို့ခင်ဗျားဆုံးလာပြောဆိုကျွန်တော်ကိုကျော်မြင်မြင်ဟုတ်လားနေအောင်သားတေးပေးတေးမလိုက်ကျုပ်တို့လုံမယ်ကျုပ်တို့အချိန်ကန့်သက်ရှိတယ်6လကျုပ်တို့အချိန်ပေး6လတည်းမှာကျွန်တော်အပြုတ်တိုင်ပေးမယ်မတိုင်နိုင်ဘူးဆိုကျုပ်တို့ဆင်းမယ်ဖမ်းပန်းထောင်ချရချအဲထို့တူပဲနောက်ပိုင်းတက်တဲ့သူကဒါမျိုးပဲဖြစ်ရပါအခုကတော့မဟုတ်ဘူးဦးမင်းအောင်လိုင်းလည်းအာသူသာရေချင်းမရှိတာယူလာရနေရတာတစ်ချိန်လုံးဒီကာကျုံနေရမစင်းနေတော့စက်တိုင်းမှုတွေဒီလိုပဲအောက်ကနော် ပုံမှုတွေရရှိတဲ့ဒီလိုပဲနေရတာဘာမှသာအောင်မြင်အောင်မလုပ်နိုင်တာယာရုယာကံညာတတလုံးယူမယ်မရဘူးယာရုယာကံမှာအောင်မြင်လားမအောင်မြင် data နဲ့ကြည့်ရမယ် data အချက်လက်နဲ့ကြည့်ရမယ် data ဆိုတာတပုံပနေရောက်ဘလောက်ဘလောက်ဘလောက်ကိုနှိမ်နေနိုင်လိုက်တယ်ဘလောက်ငင်းညံ့အောင်လုပ်နိုင်ဒီပေါ်မှာအခြေခံပြီးတော့ယာရုယာကံပေးရမယ်အစားအိုးခေါင်းပေါ်ရောက်သွားပြီမထကျင်တော့ဟွန်းအားလေးဆိုရဲနော်ကျမလေးခိုင်မှာတက်မလို့ချစ်ပါတယ် င်းတို့သာပြောနေတာလေငါတို့ကိုဘာရိတ်ခံမလုံလောက်အောင်မပေးဘူးကစစ်တပ်ကစနစ်တကျဖျက်ဆီးနေတာတွေ့မိတယ်။အာအဲ့ဒါဘောအဲ့ဒါဘောအဲ့ဒါဘောတမင်တကာများဖျက်ဆီးနေလားမသိတော့ဘူးဗျာနော်။တကယ်လို့တမင်တကာဖျက်ဆီးနေတဲ့ပုံစံမျိုးဖြစ်နေတယ်။လုံလို့ရတဲ့ပုံစံတွေနဲ့မလုံဘူးနော်။တပုံကထားပါတော့အဲ့လိုမျိုးလုပ်လိုက်ရင်တပုံလုံရဲသူမရှိတော့အောင်မဟုတ်တော့ဘူးနော်။တပုံလုံရဲသူမရှိရင်တို့လို့စစ်တပ်ရဲ့နေမျိုးစိုးမှုမရှိရင်ပြည်သူစစ်ကိုကောင်းကောင်းတည်ဆောက်အောင် နော်ပြည်သူစစ်ဝင်ရင်လည်းလှုပ်ရှင်တဲ့သူတွေအများကြီးပဲရှိတယ်။တချို့နေရာကြီးပြတ်မဲ့တူတူကတခါကြလို့ရှိရင်သူ့တရဝါနဲ့သူ့အစာလွတ်ပေးရတိုင်းတာရှိတယ်။ဒါရဲမလို့ရက်ကောင်းကောင်းတောင်းစိတ်ခံနေတယ်။တခုဆိုရင်ကြိုတင်တင်းပေါက်နေတာတဲ့တက်တင်းဖျဲသီးကလည်းမနှဲလောက်တော့ဘူး။အတင်းပေါက်တာမပေါက်တော့ဘူးကျတို့ဘာမှပြောလို့မရအောင်တင်းပေါက်တင်းပေါက်တာကတော့ဒီချိန်မှာပေါက်မှာပဲ။ဘာကြောင့်လဲဆိုတော့ information technology kit ဖြစ်တယ်နော်။ ဲ့တော့ပေါက်မှာပဲအဲ့တည်င်းပေါက်ပင်မဲ့အပေါက်ခံပြီးတော့လောက်အောင်ဆိုလိုချင်တာအပေါက်ခံပြီးတော့လောက်အောင်ပေါက်ခံပြီးတော့လုပ်ပြီးတော့ကိုကပြည့်ပြတ်တသားပြင်ဆင်ရမယ့်အရာတွေရှိတယ်ဆောဆောနောပြောတာလောက်စားမှာခင်ဗျားတို့နေမြစိုးမှုဘူးကပြန်ကြီးလာပြီဟေ့ဆိုလို့ရှိရင်ကိုယ်စစ်တပ်ကိုယုံကြည်လာရင်စစ်တပ်ဘက်ကပြည်သူဆိုတာနီးရတာကြောက်ရတဲ့မျိုးเนาะပြည်သူတွေခင်ဗျားတို့ပဲပြန်ရောက်လာပါလိမ့်မယ် ဟာတောင်းနေကနဲ့30လည်းဖြာတိနေတော့မပြောချင်တော့ဘူးတဲ့อืมပေါ်လာတဲ့အရာချီပြီးလူရေးခိုင်းနေတဲ့ကိစ္စလေးအပေါ်ကကောင်းတယ်ခိုင်းတာလားဗျမဟုတ်ပါဘူးဟုတ်လားမဟုတ်လားမဟုတ်ပေါ်ကတော့အဲ့လိုမျိုးခိုင်းမှာအပေါ်ကပါလဲဆိုတော့အောက်ကလှုပ်ချင်တာလှုပ်နေအပေါ်ကအပေါ်ကကြပါလဲအပေါ်ကလှုပ်ချင်တာလှုပ်နေအပေါ်ကကြဆောက်တုတ်ထိုင်ဖက်ပြီးတော့စိတ်ကူးရင်နေအောက်ကလူတွေကြဆောက်တုတ်ထိုင်ဖက်ကိုယ့်လူတွေကိုဟဲ့ကောင်မင်းဥပဒေနဲ့ညှိတယ်ဒီဥပဒေနဲ့ညှိတယ်အပေါ်ကဘာလုပ်မလဲဆိုလို့ရှိရင် အောက်ကနေပြီးတော့မဟုတ်တာလို့တာတွေ့လို့ရှိရင်အချုပ်တဲ့ထက်ကိုပဲသိတာကျန်တာသူဘာမှမသိဘူးဒီလိုဒီလိုရှိရသူအောက်ကိုဘာမှမသိအောက်ကလူကလည်းအေးဒီမင်းတို့အပေါ်လူဘာမှမသိငါလည်းအောက်ကလှုပ်ချင်တာလှုပ်တယ်ကွာဆိုတဲ့ပုံညာဟောအပေါ်နဲ့အောက်နဲ့ဖြစ်ချင်လို့ဖြစ်ကောအဲ့တော့အေးပါကျွန်တော်ကြံပေးချင်တာဒါပါပဲနော်အဲဝိုင်းတွဲတို့မိုင်35တို့စက်တက်လေဒီတို့စက်တက်လေဒီနဲ့တော့လို့ရနောက်ပိုင်းခုထွက်လာမဲ့အဲလေရင် ပြန်သားမှုအကြိယာတစ်မျိုးရှိတယ်ဒါလည်းလဲလာပါလိမ့်မယ်နော်ကဲဟုတ်ပါညီကောင်တို့ကကျေးဇူးများကြီးတင်တယ်ကျွန်တော်ဒီနေ့တနအိတိတိကျွန်တော်စကားထိုင်ပြောပြပါရနော်ကျေးဇူးများကြီးတင်ပါ